မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာအကြမ်းဖက်စစ်ကောင်စီရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ16ရက်နေ့မွန်တက်12:54မိနစ်အချိန်မှာမုံရွာမြို့ဘက်ကနေထွက်လာတဲ့ဝမ်ပေါင်ကုမ္ပဏီကကျင်းဒီများတင်ဆောင်လာတဲ့တွဲကား9စီးနဲ့နာမခါကနေထွက်လာတဲ့မိုးကာအုပ်ကား9စီးကို6ဦးမြို့နယ်နတ်ရီကန်နဲ့ရေပိုးစားချေးရွာကြားအရောက်မှာရှေ့ထွက်မိုင်း3လုံးဖမ်းလုံးမိုင်းအကြီး2လုံးလို့နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတော့လက်နက်ငယ်များနဲ့နှစ်နေရာခွဲပြီးတော့ပစ်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့သိရပါဗျ။မုံရွာဘက်ကထွက်လာတော့ကျင်းဒီတင်တွဲကား9စီးမိုးကာအုပ်ကား9စီးပါ မုံရွာချောင်းဦးလမ်းပိုင်းမှာမိုးကအုပ်ကဒစည်းကိုမိုင်းဆွဲပြီးဝင်ပြစ်တော့အပြစ်ခံရတဲ့မိုးကအုပ်ကဒစည်းကချောင်းဦးမှာကြံခဲ့တာအဲဒါကြောင့်မြင်းမှုဘက်ကိုဆက်ထွက်လာတဲ့တွဲကားခုနှစ်စီးနဲ့မိုးကအုပ်ကဒစည်းကိုထပ်ပြီးတော့မိုင်းဆွဲပြစ်ခတ်တိုက်ခိုက်ခဲ့တာပါမိုးကအုပ်ကားပေါ်မှာတော့စစ်ခွေးတွေပါတယ်လို့ People's Defense Force South မုံရွာကဒေါင်းကာယန်ကသတင်းပေးပို့ပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်၁၁တည်ရင် People's Defense Force South မုံရွာတပ်ခွဲတက်မုံရွာခရိုင်တပ်ရဲ24တပ်ခွဲတက်မုံရွာ Ranger Group Fruit Army ၊ရွေဦးလူငယ် People's Defense Force ၊မြင်းမူ Local Defense Force တော်သားကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မုံရွာခရိုင်အမှတ်၁၁တဲရင် People's Defense Force South မုံရွာအနေနဲ့ ရန်ပုံငွေအခက်ခဲများစွာနဲ့ရင်ဆိုင်နေရပြီးတော့ခရိုင်ကအစပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက်လိုအပ်နေတဲ့အတွက်ကြောင့်မိဘပြည်သူများကတက်နိုင်သမျှဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန်မေတ္တာရက်ခံထားတယ်လို့သိရပါတယ်။ဒါ့အပြင်မကွေတိုင်းပခုတ်ကူပေါက်လမ်းမိုင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကို drone နဲ့ဗိုလ်ကျဲတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ16ရက်နေ့မှာမွန်လွယ်3:05မိနစ်ခန့်မှာပခုတ်ကူမြို့နယ်တင်းကတ်ရွာအနီးပခုတ်ကူပေါက်လမ်းမိုင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကအင်နာကာဘုံဒီ အလုံး20ကြဲချတိုက်ခိုက်ခဲ့ပြီးတော့တင်းကက်ရွာပြူစောတိခေါင်းဆောင်မြင့်ကြည်ရဲ့ဒူးလက်ထောက်တန့်စင်အပဝင်စစ်ကောင်စီတပ်သား၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖ Black Cobra PKU တူရိနဲ့ KMDF Kama Defense Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့ရဲစခန်းနဲ့အကြံဘတ်စစ်ကောင်စီတပ်သားတွေတပ်ဆွဲထားတဲ့တရားရုံးကိုမေလ16ရက်နေ့နေ့လယ်ပိုင်းက Multi Router နှက်စီ Fixwing 3စီးနဲ့ဘုံသီး9လုံးကြဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။တိုက်ခိုက်ခံရတဲ့အကြံဘတ်စစ်ကောင်စီလက်အောက်ခံတွေကိုရွှေဘုံစေးုံတို့လူနာတင်ရင်6စီးနဲ့ခေါ်ဆောင်သွားပြီးတော့ထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ စစ်စင်ရေးအတွင်းမှာ Drop for Justice DFJ က Facewind Drone တစ်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုဗိုလ်ကြားရိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ရွှေဘို Project Flight Flight for Democracy Drone တပ်ဖွဲ့ Drop for Justice DFJ Flying Dragon Force တာနောရက်ခပြည်သူ့ကာကွယ်တပ်ဖွဲ့ FFF.NK Drone ရွှေဘိုအာမန်မျိုးပြပြောက်ကြားတပ်ဖွဲ့နဲ့တိန်ခတ်အာမန်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးအကူအညီတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့တနင်္လာရီတိုင်းဒဝယ်မြို့အမှတ်ရှိစစ်စင်ရေးကိုကဲမှုဌာနချုပ်မှရှိတဲ့ရဟတ်ရံများထားရှိရာနေရာနဲ့အရာရှိများစုဝေးရာအဆောက်အဦးကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မေလ16ရက်နေ့မနက်09:40မိနစ်ခန့်မှာဒဝယ်မြို့တပြေချောင်းကျေးရွာအမှတ်ရှိစစ်စင်ရေးကိုကဲမှုဌာနချုပ်မှရှိတဲ့ အရာရှိပိုင်းများစုဝေးရောက်ရှိရာအဆောက်အဦနဲ့ MI2 ရဟတ်ရန်နှက်စီရန်နာထားတဲ့နေရာကိုတော်လိုက်တပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ထိခိုက်မှုအခြေအနေအထိကျကိုတော့မသိရသေးပါဘူး။ကျွန်တော်တို့ဘက်ကတော့အရှိတော်ကနေပြီးတော့ပြန်လာတဲ့ရဟတ်ရင်စင်းတဲ့အချိန်ကိုချိန်ကိုက်ပြီးတော့ကျဲချခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ကျဲပြီးပြီးချင်းမှာပဲစစ်ခွေးတွေဘက်က drone လာရာဘက်ကိုလက်နက်ကြီးတွေနဲ့ပြန်လဲပစ်ခတ်ခဲ့တယ်။စစ်စင်ရေးတစ်ခုလုံးမှာဘုံရှစ်လုံးကျဲချနိုင်ခဲ့တယ်လို့ တဝဲပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အခုလိုမျိုးတိုက်ခိုက်ခံရပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီကစီးရေးတုံ့ပြန်မှုအနေနဲ့အနီးနောက်မှာရှိတဲ့ခြေရွာများကို120မမလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ပြီးတော့ MI2 ရဟတ်ရန်ဒဇီးနဲ့လည်းလေချောင်းကနေပြီးတော့နှစ်ကြိမ်ပစ်ခတ်ခဲ့တော့လဲ drone စစ်စင်ရေးရဲဘော်များထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့ TPLF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကဆက်လက်ပြောပြခဲ့ပါတယ်၎င်းတိုက်ခိုက်မှုကိုတဝဲပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF DPLF drone တပ်ဖွဲ့နဲ့ပြည်သူ့ကာကွယ်တပ်မတော်ဒဝဲခရိုင်အမှတ်တပ်ရင်းက Sky Ghost Drone Force ဒဝဲခရိုင်အမှတ်နဲ့တပ်ရင်းက T5 Wings ဒေါနာစစ်ကြောင်းတပ်ခွဲလေး KBDF drone တပ်ဖွဲ့ YAF drone တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့အနီးမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်ကောင်စီကစစ်ဆောင်ရင်တန်းကိုပြစ်ခတ်ခဲ့တဲ့အတွက်ပြည်သူတအုပ်သေးဆုံးကစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးများ နေအိမ်များပေါ်ကိုကြားရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ16ရက်နေ့ကနေစတင်ပြီးတော့ဗမော်မြို့အနီးမှာတိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့်ရင်နန်းနေနဲ့ထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူများကိုစစ်တပ်ကပြစ်ခတ်ခဲ့ခြင်းကြောင့်ပြည်သူတအုပ်တေဆုံးခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီကမြို့အဝင်ထွက်လမ်းပိုင်းများကိုလည်းပိတ်ဆို့ထားတယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲများဟာဗမော်မြို့နယ်ငားမိုင်ကအကွာမှာဖြစ်ပွားနေခြင်းဖြစ်ပြီးတော့တိုက်ပွဲဖြစ်ပွားတဲ့နေရာကပြည်သူများဟာဗမော်မြို့ကိုတိမ်းရှောင်နေကြပြီးတော့ အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကပစ်ခတ်လိုက်တဲ့လက်နက်ကြီးများဟာဗမော်မျိုးမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များပေါ်ကိုကျရောက်မှုတွေရှိခဲ့တယ်လို့သိရပါဗျ။မြို့ပြင်ကိုထွက်မဲ့၃လမ်းလုံးပိတ်သွားပြီးတော့ပတ်ပတ်လည်ကိုစော်နေကြတာ။တနေ့ကရတဲ့လမ်းလေးကနေပြီးတော့ပြေးလာကြတဲ့ရင်တန်းကိုစစ်တပ်ကပစ်ခတ်လို့ပြည်သူတို့အုပ်သေးဆုံးတဲ့အိမ်ထဲနေတာကမှစိတ်ချရမယ်အနေထားပါ။အိမ်ပေါ်တဲ့တဲ့ကြတော့လဲကံပေါ့ဗျာ။ တိုက်ပွဲကတော့မြို့နယ်9မိုင်အကွာမှာဖြစ်နေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိအချိန်မှာဘုံဘုံမန္တလေးကားကဟာငွေကျပ်တသိန်း2000အထိမြင့်တက်သွားပြီးတော့ကားစီးလုံး9ပါးကငွေကျပ်12သိန်းကနေ26သိန်းအထိရှိနေပြီလို့သိရပါတယ်မေလ18ရက်နေ့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့လက်နက်ကြီးတန်များပြစ်ခတ်တန်များစူညံနေကြသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့တရချောင်းမြို့နယ်မြို့မရက်ကွက်ဈေးနယ်တန်တရာစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာကနက်တီရီရွာကန်အရက်သားတချို့ဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ကနက်တီရီရွာမှာတိုက်ပွဲဖြစ်ပွားနေတာကြောင့်ကြောင်မြောင်းရွာမှာပြောင်းရွှေ့နေထိုင်နေတဲ့ဇနီးမောင်နှံနှစ်ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတရချောင်းမြို့မဈေးအဝင်ဝမှာမေလ16ရက်နေ့ကဖမ်းဆီးလိုက်တယ်လို့ဒေသခံတွေကပြောပါတယ်ကနက်တီရီရွာကန်ဦးလာစိန်နဲ့ဇနီးဖြစ်သူတို့ဟာ တရချောင်းမျိုးမှာဈေးတဲ့ကိုဈေးဝယ်ဖို့သွားတဲ့အချိန်စစ်ကောင်စီတပ်သား5ဦးကဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကမျက်မြင်တွေ့ရှိခဲ့ရပါတယ်။မျက်နာကိုအိတ်အမဲနဲ့အုပ်ပြီးတော့ဖမ်းတယ်။ရိုက်တာထုတာတွေကမနှဲဘူး။သူ့မိန်းမကဘေးကနေသွေးတိုးစီချိုရှိတယ်လို့ပြောပြီးတော့မထုမရိုက်ဖို့ဘေးကနေပြောပေးနေတာလို့မျက်မြင်တွေ့ရှိရတယ်။ဒေသခံအမျိုးသားတအုပ်ကပြောပါတယ်။ပုံမှန်အားဖြင့်တရချောင်းမျိုးမှာဈေးအဝင်ဝမှာစစ်ကောင်စီတပ်သားတွေမရှိပေမဲ့ အခုလ16ရက်နေ့မနက်ပိုင်းမှာမှလက်နက်ကိုင်စစ်ကောင်စီတပ်သားတွေကဈေးရှိမှလာရောက်ပြီးတော့စောင့်ဆိုင်းနေကြတာဖြစ်တယ်လို့ဒေသခံတချို့ကပြောပါရတယ်။အဲ့ဒီဇနီးမောင်နဲ့နှစ်ဦးကိုတရားချောင်းမြို့မှာရဲစခန်းဘက်ကိုကားနဲ့ဖမ်းခေါ်သွားတာကိုတွေ့ရပြီးတော့ဗမာဖမ်းထားလဲဆိုတာကိုတော့မသိရသေးဘူးလို့ဒေသခံတွေကပြောပါရတယ်။အခုလ15ရက်နေ့ကကနက်တီရီရွာကန်အသက်18နှစ်အရွယ်လူငယ်အမျိုးသားနှစ်ဦးဟာစိုက်ကယ်စီးနှင်းလာတဲ့အချိန်တရချောင်းမြို့မှာရက်ကွက်ကတန်တရာစစ်ကောင်စီစစ်စေးရေးဂိတ်မှာဖမ်းဆီးခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါရတယ်။ တန်တရာစကောင်းစီဆစ်ဆေးရိတ်ဂိတ်နဲ့တရချောင်းမျိုးမှဈေးအဝင်ဝါဟာပေ900ခန့်သာဝေးတယ်လို့သိရပါတယ်အဲ့ဒီလူငယ်နှစ်ဦးကတော့ဖမ်းဆီးခံရပြီးတရက်အကြာမှပြန်လွတ်လာပြီလို့သိရပါတယ်ဖမ်းဆီးခံရတဲ့သူ၄ဦးစလုံးဟာကနက်တေးရီရွာမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ကောင်းစီကလေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုတ်လုနေတာကြောင့်နေရက်ကိုစွန့်ခွာတင်းရှောင်လာတဲ့တွေဖြစ်တယ်လို့ဒေသခံတွေကပြောဆိုခဲ့ပါတယ်ကနက်တီရီရွာကိုအခုလ၈ရက်နေ့၁၀ရက်နေ့၁၆ရက်နေ့တွေမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ရွာကန်၅ဦးတိတ်ဆုံးခဲ့ရပြီးကျေးရွာအတွင်းမှာထိတွေ့ပစ်ခတ်မှုတွေလည်းဆက်ပြီးတော့ရှိနေတယ်လို့ဒေသခံတွေကပြောပြကြအရာသိရပါဗျ။ဒါအပြင်စစ်ကောင်စီတပ်ကလည်းလူနေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့ပင်လယ်ပြင်မှာကြောက်ချတပ်ဆွဲထားတဲ့စစ်တင်းဘောကနေလည်းလက်နက်ကြီးတွေပစ်ခတ်နေတာကြောင့်ဒေသခံပြည်သူတွေဟာနေရက်ကိုစွန့်ခွာပြီးတော့ထွက်ပြေးနေရတာဖြစ်ပါတယ်။အခုလပထမဘက်ကလည်းတန်တရာစစ်စေးကြီးကိမ်းမှာအသက်20ဝန်းကျင်လူငယ်နှအုပ်ကိုဂိမ်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကဖမ်းဆီးခဲ့ပါတယ်။ ရရှိထားတဲ့သတင်းအချက်အလက်တွေအရအခုလဝတ်အတွင်းမှာစစ်ကောင်စီဖမ်းဆီးခံရတဲ့အရသားအရေးအတွက်ဟာ38ဦးအထိရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ